အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်ဆိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ခင်ဗျာဒီနေ့ဇွန်လ6ရက်နေ့ထူးခြားတဲ့သတင်းရှိုးကောက်တော့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တမတ်ကြီးငိမ့်ဥချိုထုံးအောင်ကိုတက်ပြက်ခဲ့တဲ့အကြမ်းဖက်အဖွဲ့ကိုဖမ်းဆီးရမိလိုက်ပြီးဖြစ်ပါတယ်အဲ့တော့အဲ့မှာတော့ကျွန်တော်တို့ဒါရှစ်ဦးတော့လွတ်မြောက်နေပါတယ်ဒီနေ့မှာကျွန်တော်တို့အကြမ်းဖက်လက်ရှိဖမ်းဆီးထားတဲ့ထဲမှာဆိုရင်အားလုံးကျွန်တော်အကြမ်းဖက်အဖွဲ့ဝင်အားလုံး16ယောက်ကြားက73ယောက်မားက3ယောက်အားလုံး16ယောက် ဖားစီကြမိတာဖြစ်ပါတယ်ခမရတို့တွေခမရတို့စသွေးကြွအုပ်စုတွေခမရတို့တွေပေါ့ဗျာခမရတို့အုပ်စုတွေဥချိုတို့အောင်ကိုခမရတို့တက်ပြတ်နိုင်ရဲ့ကာလကဩဝါဒတွေပေးခဲ့ကြတယ်ခမရတို့အောင်ပွဲလို့တတ်မှတ်ခဲ့ကြတယ်လက်ရှိလက်ရှိဒီဖြစ်စဉ်မှာကျူးလွန်ခဲ့တဲ့အကြမ်းဖက်အုပ်စုတွေကိုဒါလုံခြုံတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်အကြမ်းဖက်သမားတွေကိုဖမ်းဆီးနိုင်ခဲ့တဲ့လုံခြုံတပ်ဖွဲ့ဝင်တွေအားလုံးကိုလည်းကျွန်တော်တို့များစွာဂုဏ်ယူပါတယ်ဖြစ်စဉ်ကိုတင်ပြပါမယ် 2025ခုနှစ်မေလ22ရက်နေ့နံနက်ပိုင်းကမြန်ကုန်မြို့နယ်9ရက်ကွက်နှင်းစီလန်းနဲ့ဝိဇ္ဇာလန်းတောင်းနေတံမကြီးငင်းဥချိုထုံးအောင်ကနေရှိမှကျွန်တော်မြေးဖြစ်သူနဲ့အတူလမ်းလျှောက်နေတဲ့အခါမှာကျွန်တော်တို့အကြမ်းဖက်ဆက်သွေးကြွအဖွဲ့ဝင်နှစ်ယောက်ကလျှက်စစ်မော်တာဘိန်းနဲ့လာရောက်ပြစ်ခတ်တပ်ဖြတ်ခဲ့လို့ဥချိုထုံးအောင်နေရာမှာပဲပွဲချင်းပြီးဒါတိတ်ဆုံးခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ဒီပြစ်စမှာလုံရုပ်တဖွဲ့ဝင်တွေကကျွန်တော်တို့ဒီဒီကျွန်တော်ရန်ကုန်မြို့ရန်ကုန်မြို့မှာဖြန့်ထားတဲ့ကျွန်တော်တို့ဒါစီတပူတွေကတောက်လျှောက်စောင့်ကြည့်တာပေါ့ ဒါဆိုစောင့်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီစပိန်ကိုစပိန်ကိုတဲသွားတဲ့၃ဘင်းဝန်ဆက်ဝန်ဆက်ဝန်ဆက်နဲ့လိုက်တယ်ပေါ့ဗျာအဲ့တော့စပြီးမိတာကမေလ23ရက်နေ့ကအကြမ်းဖက်သမားတွေအသုံးပြုခဲ့တဲ့ခုနကကျွန်တော်တို့သူတို့တံမကြီးကြီးကိုလာရောက်ပစ်ခတ်ခြင်းမှာအသုံးပြုတဲ့မော်တာအဲလျှက်စစ်မော်တာစပိန်ပေါ့ဗျာအဲ့ဒီဘင်းအဲ့ဒီဘင်းကိုလာရောက်တဲသွားတာက၃ဘင်းပေါင်းတဲ့သူနံပါတ်ကစန်းတက်အောင်ခပကိုးသားအသက်က40 သူနေထိုင်တာကမြောက်ကလာပါမြို့နယ်ထားရက်ကွက်ခါရှူဝါ၃လမ်းအမကနှစ်လေးရှိအနေမှာအဲ့စပိန်ကိုဖမ်းမိရဲ့အဲ့တော့သူကနေပြီးတော့ကျွန်တော်တို့တခါထက်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 ပြီးတော့တောက်ချောက်တောက်ချောက်မိရပါဗျာတောက်ချောက်တောက်ချောက်ဂွေးဆက်ဂွေးဆက်တွေဖော်တယ်ဗျာခင်ဗျားလူနေမေးထားပါဆိုခင်ဗျားလက်မှတ်မိမှာမဟုတ်အဲ့ဒီမှာဥချိုတော့မေလ25ရက်နေ့မှာဥချိုတော့အောင်ကလုံချာတက်ဖြတ်ခဲ့တဲ့လုံချာတက်ဖြတ်ပြီးတော့သူတို့ထွက်ပြေးတင်းချောင်းနေတဲ့တရားခံမျိုးကိုကိုခဆိုင်းကိုကိုခဇမင်းထက်ခ လင်းလင်းစောအသက်28နှစ်ပေါ့ဗျာသူကသူ့ရဲ့ဇနီးနဲ့အတူသူ့ရဲ့ဇနီးပြုံးပြုံး24နှစ်အတူသူ့ရဲ့သမီးလင်းလင်းရွှေအသက်6နှစ်တော့အဲသူတို့တွေကဒီမှာလောက်ကြတက်ဖြတ်ပြီးတော့ဗျာသူတို့ကညောင်မျိုးပေါ့ဗျာညောင်မျိုးနေဘက်ကိုသူတို့သွားတယ်ပေါ့ဗျာအဲဒီကနေဟိုဘက်ကန်းကိုကူးဖို့ပေါ့တစ်ဖက်ကန်းကိုညောင်ကြီးရဲ့တစ်ဖက်ကန်းကိုကူးဖို့အဲဒီညောင်ဘက်ချမ်းမှာပဲဖမ်းဆီးရမိခဲ့တယ်အပြင်းလာမှာသူတို့ဒီကားနဲ့ပို့ခဲ့တဲ့အဖွဲအဖွဲတွေပေါ့ဗျာတော်လျှောက်မိတယ်ပေါ့ဗျာပြီးသွားရင်အဲ့မှာရှိတဲ့ဒီသူတို့ သူတို့ကိုဒီလက်ခံပေးတဲ့သူတွေပြီးရင်ကျွန်တော်တို့ဒီတမ်မကြီးကြီးကိုတက်ဖြတ်มาဘေးကနေပြီးတော့ကျွန်တော်တို့ဒါဟိုဘက်လမ်းဒီဘက်လမ်းစောင့်ကြည့်ပေးခဲ့တဲ့သူတွေပြီးရင်ကျွန်တော်တို့တမယာပြင်ဒီလိုမျိုးအထားများဖို့အတွက်နောက်ကွယ်ကနေပတ်ဖို့ပေးခဲ့တဲ့သူတွေပြီးွားရင်ဒီ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 စစ်သွေးကြောင့်ငနဲတကောင်ကသူကကိုတန်းတဲ့နဲ့ကိုကိုချောက်ကိုကျွန်တော်တို့ကြည်ထွက်ပြီးတော့ကြည်ထွက်ပြီးပြစ်ခတ်မိတော့ဗျာပြစ်ခတ်မိတော့ကြောက်ကြောက်လန့်လန့်နဲ့ပြစ်ရမောဗျာအဲ့တော့ အဲ့တော့ပြက်ခတ်မိတယ်ကိုကိုပြက်ခတ်မိတယ်ခြေထောက်တွေပါထိသွားတယ်ပေါ့ခြေထောက်ကိုထိသွားတယ်ဗောရထိသွားတဲ့အခါမှာဆေးကူတာပေးခဲ့တဲ့ဆောင်ငနဲနှကောင်အဲ့နှကောင်လည်းကျွန်တော်ဖမ်းရမိခဲ့တယ်အဲ့ဒီငနဲနှကောင်ကအဲ့ငနဲနှကောင်ကဘမရှိလဲဆိုတော့သူကတာဂီရာမြို့နယ်လေးတောင်ရက်ကွက်မြင်းတော်သာလန်းအမတ်ငါးနှစ်လေးလင်းအထူးခုစေကန်းအဲ့မှာကျွန်တော်တို့ကူတာပေးတယ်အဲ့မှာလည်းအဲ့မှာလည်းကျွန်တော်တို့စေယုံပိုင်ရှင်နဲ့ဆောင်နှစ်ယောက်ပေါ့ဗျာသူတို့နှစ်ယောက်ကိုလည်းဖမ်းရမိခဲ့တယ် ခံစီရမိခဲ့တယ်အဲ့တော့ဗျာခင်ဗျားတို့ရှင်းအောင်ပြောမယ်ဆိုတော့တေခံအားလုံးကြား73ဦးမ3ဦးစုစုပေါင်းကျွန်တော်16ဦးဖန်စီရမိခဲ့တယ်လွမြောက်နေတဲ့သူတွေလည်းရှိတယ်လွမြောက်နေတဲ့သူကကျွန်တော်တို့ဒါကုထအပေါင်း8ဦးသူတို့ကလွမြောက်နေတယ်ပေါ့ဗျာလွမြောက်နေတယ်ဒီအဖွဲ့ကကျွန်တော်တို့ဒီတန်မကြီးညင်ဥချိုထုံးအောင်ကိုဟိုမပြည့်ခတ်မီရှေ့မှာဆိုရင်2023ခုနှစ်မလ24ရက်နေ့မှာ24ရက်နေ့မှာလည်းကျွန်တော်တန်လင်းမြို့နယ်အမှုတန်းရက်ကဖွံ့ဖြိုးရေးလမ်းနေဥတဲ့အတိုင်းမိခန်း ဥမင်းတေစာညွန့်ကိုလည်းကျွန်တော်တို့ဒါလုံချာတက်ဖြတ်ခဲ့တယ်။ပြီးကျော်2023ခုနှစ်ဩဂုတ်လ16ရက်နေ့မှာဆိုရင်လည်းဒါမျိုးကိုကိုပါဗျာ။ तू 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 ကတော်တော်ကြီးကိုလိုက်လံပြောတော့လက်ရဲဆယ်လိုက်လုံနေတာ။ तू ကလက်ရဲဆယ်လက်ရဲဆယ် तू လိုက်လုံနေတာ။လိုက်လုံနေတာ။ပြီးကျွန်တော်တို့ရွှေပြာမြို့နယ်အမှတ်3ရပ်ကွက်ပန်းညာလီလာမှာလုံချိုးတက်ဖို့ဝင်တူပြင်စတိုးပြင်ချောင်းချောင်းပြစ်ခတ်ခဲ့တယ်။အဲဒါကြီးလည်းရှိခဲ့တယ်။ပြီးကျော်2023ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာမျိုးကိုကဆိုင်းလင်းတော့ तू ကနေပြီးတော့ အမျိုးသားဒီမိုကရေစီပါတီတဲ့ဥက္ကရာဥတန်ထွန်းဥတန်ထွန်းကိုလည်းကျွန်တော်တို့ဒါလုံခြံတက်ဖြတ်ခဲ့တယ်ဆက်ဆက်ပေါ်သူတို့ပါတော့ဥတန်ထွန်းဆိုတာကအဲ့ဒီပါတီကဥသိမ်းညွန့်ပါတီရခင်ဥသိမ်းညွန့်ပါတီပေါ့ဗျာပြော်ဒီ2024ခုနှစ်အော်တိုဘာလ13ရက်နေ့မှာလည်းဒီမျိုးကိုကိုမျိုးကိုကိုပါဗျာဒီလိုင်းသားအနောက်ပိုင်းမျိုးနယ်စတရကွက်အမှဖြစ်တဲ့ဒီမဆဘအဖို့ဝင်နေဖြစ်တဲ့ဥွှေမန်းကိုဒါပြစ်ခတ်လုံခြံခဲ့တယ်ပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့ရင်မောဖြစ်တဲ့သူထိခိုက်တဲ့ဟာရရှိခဲ့တယ်ထိခိုက်တဲ့ဟာရရှိတယ်ဆက်ဆက်ပြီးရရှိခဲ့တယ်ပေါ့ဗျာဒါတော့ကျွန်တော်ဖြစ်စဉ် အဲ့တော့ဗျာတရင်ကိုပြချုပ်လိုက်မယ်တရင်ပြချုပ်လိုက်မယ်ခင်ဗျားတို့လေလူနေမယ်ဒီမှတ်ရင်ခင်ဗျားတို့လေခေါင်းတွေခြောက်လိုက်မယ်အဲ့မှာကျွန်တော်အားလုံးကြားမှာကြား73ဦးမာ3ဖက်စီရမိခဲ့တယ်ပြီးတော့ကျွန်တော်တို့အဲ့မှာကိုထက်အပါဝင်ဒါဒီမှာဒီမှာကျွန်တော်တို့ဒီဒီဒီ operation တခုလုံးကိုဥဆောင်နေကိုထက်အပါဝင်၈ယောက်ကတော့လွမြောက်နေတယ်လွမြောက်နေတယ်အဲ့တော့ခင်ဗျားလက်ခုပ်တီးကြလေလက်ခုပ်တီးကြခင်ဗျားတို့ ကျွန်တော်တို့အဲ့ပြည့်စင်ပါလေကျွန်တော်တင်ပြခဲ့ပါတယ်ခင်ဗျားတို့လာဒီတကယ်ဒီနိုင်ငံတော်အတွက်အရန်ကိုအရေးပါတဲ့နိုင်ငံတော်အတွက်အရန်ကိုအရေးပါတဲ့ပုဂ္ဂိုလ်ယူခင်ဗျားတို့တက်ဖြတ်နိုင်ခဲ့တဲ့အခါမှာခင်ဗျားတို့အားရဝမ်းသာနဲ့ခင်ဗျားတို့ကသတင်းတွေခေါင်းစည်းပိုင်းတွေပဲခေါင်းစည်းပိုင်းတွေပဲရေးတင်ကြတာအဲ့တော့မီလဲမီရောဘာလုပ်လဲအာကျွန်တော်တို့အဖွဲ့မဟုတ်ပါအောင်ကျွန်တော်တို့အဖွဲ့မဟုတ်ပါအောင်ဒီမှာအတိအကျခင်ဗျားတို့အဲ့မှာကျွန်တော်တို့ဖြစ်စေဖြစ်တဲ့နေရာဒါကျွန်တော်တို့ဒီ တမ္မကြီးချင်းကိုလာရောက်တက်ဖြတ်စဉ်ကာလကတက်ဖြတ်စဉ်ကကျွန်တော်တို့ဒီစပိန်နဲ့ခင်ဗျားတို့မတ်တက်တယ်မတ်တက်ပြီးတော့မှနှစ်ယောက်စပိန်နဲ့မော်တာဘေးနဲ့လာပြစ်သွားတယ်အဲ့ဒီဓာတ်ပုံလေဒါကျွန်တော်တို့ဒါနာဆာကလည်းအတိအကျကြာကြာသတင်းထုတ်ပြန်တယ်ဘာတစ်ခုမှလွှဲမသွားဘူးအကြမ်းဖက်အဖွဲ့တွေကသူတို့ဘလို့လေးလှောက်ရှားလဲဆိုတော့သူတို့အုတ်ထုဆောင်မယ်အုတ်ထုဆောင်ပြီးတော့အင်းအင်းနေနှစ်ထပ်သုံးထပ်ဝတ်တယ်ပြီးတော့ခင်ဗျားအမှတယောက်တည်းလမ်းလျှောက်ရင်တော့မတ်စတန်နေခင်ဗျားစဉ်းစားကြည့်ဗျာ ခင်ဗျာဒီဒီမှာစပိန်နဲ့ဗျာစပိန်လျက်စစ်စပိန်စီးတယ်ဗျာမတ်တက်ပြီးသွားရဲဆိုတာခင်ဗျာဒီနေရာကခင်ဗျာလူလူထုထက်တဲ့နေရာသွားရမှာဥမာကျွန်တော်တို့ဒီကိုဗစ်ဖြစ်မှာဆိုလို့ကိုဗစ်ဖြစ်မှာဆိုလို့ခင်ဗျာဒါလူထုထက်တဲ့နေရာမှာမတ်တက်တာဒါပြဿနာမရှိဘူးဒါဖြစ်နိုင်တယ်သူကဗျာဒီတီးကြကြီးဗျာဒီလမ်းကြီးကခင်ဗျာတီးကြကြီးလမ်းတကယ်ကိုခင်ဗျာ VIP ရက်ကွက် အဲ့လိုနေရာမျိုးကြီးမှာဗျာခင်ဗျားကလည်းဒီမော်တာဘေးကြီးနဲ့လာပြီးတော့မတ်တက်တယ်ဗျာအုတ်ထုတ်လဲဆောင်းနေအင်ဂျင်နှစ်ထပ်သုံးထပ်ဝက်ထားတယ်ခင်ဗျားအဲ့လိုလူကခင်ဗျားတာမန်လူဖြစ်ပါမလားဗျာတာမန်လူကခင်ဗျားအင်ဂျင်တစ်ထည်ပေါ့ဗျာနောက်ဆုံးဗျာဖြားရင်တော့မှနှစ်ထည်ပဲဝက်မယ်ခင်ဗျားကျမ်းမာရင်မကောင်းတဲ့သူကဗျာမတ်တက်ပြီးတော့ခင်ဗျားစပိန်စီးနိုင်မှာဗျာအသက်ရှူကကြက်နေသေးတယ်နှာခေါင်းကပိတ်နေသေးတယ်ဘယ်လိုဖြစ်နိုင်မလဲ